နိုင်ငံတွေကသူတို့ရဲ့တည်ထောင်မှုအကြောင်းဇက်လန်းတွေပြောပြရတာကိုနှစ်သက်ကြပါတယ်။တချို့က Emperor တွေနဲ့စတင်ခဲ့ပြီးတော့တချို့က တော်လန်ရည်တွေနဲ့တချို့ကတော့ဘယ်သူမှသိပြီးတော့ဂယူမဆိုင်တဲ့ငင်းချင်းစာချုပ်တွေနဲ့စတင်ခဲ့ကြပါတယ်။ဒီဇယ်လနဲ့ရနိုင်ငံတွေရဲ့ကုကုကုမြင်ပုံနဲ့သူတို့ကိုဘယ်လိုမြင်စေချင်လဲဆိုတဲ့ပုံစံကိုပုံဖော်ပေးပါတယ်။ဒါပေမဲ့အနည်းငယ်ကြည့်မယ်ဆိုရင်နိုင်ငံတိုင်းလိုလိုမှာသူတို့တင်ကြားပေးတဲ့အရာနဲ့တကယ်ဖြစ်ပွားခဲ့တဲ့သမိုင်းကြားမှာကွာဟချက်တစ်ခုရှိပါတယ်။သမိုင်းဆိုတာဖြစ်ပျက်ခဲ့တာတွေအကြောင်းမဟုတ်ပါဘူး။မှတ်မိထားတာတွေအကြောင်းပါ။မှတ်ဉာဏ်ကိုထိန်းချုပ်လိုက်တဲ့အခါအဲ့ဒါကအာနာတစ်ခုဖြစ်လာ ပါတယ်။ဒီလူဟာဒါကိုဘယ်သူမှဆိုထက်ပိုသိပါတယ်။တိဘက်တအူးကိုသူတို့ရဲ့အင်ညာဆုံးရှုံးရတာဘလို့ခံစားရလဲလို့မေးစီပါ ဝီဂါတူးကိုသူတို့ရဲ့ပလီဘာကြောင့်ဖျက်ဆီးခံရတာလဲလို့မေးကြည့်ပါဟောင်ကောင်သူတူးကိုစနားပြမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်လိုက်တဲ့အခါဘာရီပြောင်းလဲသွားလဲလို့မေးကြည့်ပါသူတို့ရဲ့ဇလန်းနီးယားတရုတ်ရဲ့ပြောချနေတဲ့သမိုင်း version နဲ့မကိုက်ညီပါဘူးဒါကအဓိကအချက်ပါပဲအခုတရုတ်လူမျိုးတူးကိုတရုတ်နိုင်ငံဘာကြောင့်ဒီလောက်ကြီးမားတာလဲလို့မေးကြည့်ပါသင်ကြားရမှာကတခုတည်းသောအဖြေပါဘာလို့လဲဆိုတော့အနည်းငယ်ကဒီလိုပဲနေလို့ဖြေပါလိမ့်မယ် တို့ကတရုတ်ဟာကမ္ဘာရှိအကြဆုံးယဉ်ကျေးမှုတွေရာတစ်ခုဖြစ်တဲ့နိုင်ငံသားအင်အားတွေဝင်ရောက်လာပြီးနိုင်ငံကိုဖျက်ဆီးခဲ့တယ်ပြီးတော့ဆုံးဖြတ်သက်အောင်ထားခဲ့တယ်ကွန်မြူနစ်ပါတီသာနိုင်ငံကိုပြန်လည်စုစည်းပြီးအားကောင်းလာအောင် ပြန်လုပ်နိုင်ခဲ့တယ်လို့ပြောပါလိမ့်မယ်တို့ရဲ့ပြည်သူတွေကိုယုံကြည်အောင်လုပ်ပြီးတဲ့နောက် အခုသူတို့ဟာကမ္ဘာ့ကျန်တဲ့နေရာတွေကတရုတ်တွေကိုဘလို့မြင်လဲဆိုတာကိုစိတ်แทဆွေးနွေးအောင်လုပ်ဖို့နဲ့ပုံဖော်ဖို့လှည့်လာကြပါတယ်။တချို့အတိုင်းဒါအထိဒါဟာအလုံးဖြစ်နေပါတယ်။ဒီကနေ့ခေတ်တရုတ်နိုင်ငံဟာ area 9.6သန်းစတူယန်ကီလိုမီတာခန့်ရှိပြီးကမ္ဘာပေါ်မှာ area အဖြစ်တတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့အမြဲတမ်းဒီလိုမဟုတ်ခဲ့ပါဘူး။ဆယ်စုနှစ်အနည်းငယ်ကတည်းကတရုတ်နိုင်ငံဟာဒီပုံစံမျိုးဖြစ်ခဲ့တာပါ။အဲဒီအချိန်တုန်းကဒါဟာအဝါမြင့် ဲ့ရန်စီမြစ်တဝိုင်းကမြေနေရာတွေသာဖြစ်ခဲ့ပြီးတော့အဲ့ဒီနေရာကို အခုတော့ဟန်ဘဟိုနယ်လို့ခေါ်ကြပါတယ်။ဒီနယ်နမိတ်အပြင်ဘက်မှာတော့တရုတ်နဲ့ဘာမှမဆိုင်တဲ့နိုင်ငံတွေအင်ပါရာတွေရင်ကျင်းမှုတွေရှိခဲ့ပါတယ်။ဒါဆိုဒါရီဘလိုပြောင်းလဲသွားခဲ့တာလဲ။တရုတ်နိုင်ငံဘာကြောင့်တလောက်ကြီးမားလာခဲ့တာလဲ။ ဘာကြောင့်သူတို့ဘယ်တော့မှမရက်ကြလဲအမှန်တရားကတော့သူတို့နိုင်ငံဟာကြီးမားတဲ့ emperor တစ်ခုအဖြစ်မစတင်ခဲ့ပါဘူး။တမိုင်းရဲ့အများစုမှာ၎င်းဟာသိငယ်တဲ့နိုင်ငံတွေမင်းဆက်တည်းရဲ့စုစည်းမှုတစ်ခုဖြစ်ခဲ့ပြီးတော့တခါတရံတစ်ခုနဲ့တစ်ခုစစ်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။ရှာရှာပပါရွှေခေတ်တည်းမှာသာဒီမင်းဆက်တည်းဟာအပြင်ကိုချက်ထွင်ခဲ့ပြီးတော့စီးလုံးတဲ့ emperor တစ်ခုနဲ့တူတဲ့တစ်ခုခုကိုဖွဲ့စည်းခဲ့ပါတယ်။ 22နှစ်ကျော်ကလေးကချင်းမင်းဆက်ကဟန်ဘဟိုနယ်ကိုစီးလုံးညီညွတ်အောင်ပထမဆုံးလှုပ်ဆောင်ခဲ့တဲ့မင်းဆက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီစီးလုံးညီညွတ်မှုကခဏတာပဲတည်တံ့ခဲ့ပါတယ်ဟန်နဲ့ထန်မင်းဆက်တွေကနောက်ပိုင်းမှာကိုရီးယားဗီယက်နမ်နဲ့ဘဟိုအာရှရဲ့တစိတပိုင်းတွေစီဩဇာချက်ထွင်ခဲ့ပေမဲ့အခုတရုတ်ရဲ့မြေပုံပေါ်မှာမြင်ရတဲ့အနေအမြင်အများစုကိုအပိသက်ထိမ့်သိမ်းထားနိုင်ကြတာမရှိပါဘူးတရုတ်ကွန်မြူနတီပါတီ CCB ရဲ့ပထမဆုံးဩဂတ်မော်စီထုံးက ီအမှန်တရားတွေကိုမနဲ့တိုက်ခဲ့ပါဘူး။ဒါကြောင့်သူဟာတမိုင်းကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပြီးတော့မမှန်ကန်တဲ့ဇလံတစ်ခုကိုထက်ခါထက်ခါပြောပြခြင်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။ရှီချင်းပြင်ကသူ့ကိုယ်သူဒုတိယမော်စီတုံးအဖြစ်သတ်မှတ်ယူဆပါတယ်။မော်စီတုံးလိုပဲသူဟာတရုတ်နိုင်ငံကိုကမ္ဘာကိုသိမ်းပိုက်စေချင်ပါတယ်။ ထံပင်ဆက်ပြိုလဲပြီးတဲ့နောက်တရုတ်နိုင်ငံကထပ်မံပြီးတော့အကွဲအပြဲဖြစ်သွားခဲ့ပါတယ်။ဆောင်းမင်းဆက်ကနောက်တစ်ဆင့်ရောက်လာခဲ့ပြီးတော့ရှင်ချင်းမှုမှာထူးချွန်ခဲ့ပေမဲ့နယ်မြေပိုင်းမှာအားနေခဲ့ပါတယ်။၎င်းဟာမြောက်ပိုင်းကိုဘယ်တော့မှမထိန်းချုပ်ခဲ့သလိုတီဘန်နဲ့ရှင်ကျန်းကိုလည်း ထိန်ချုပ်နိုင်ခဲ့တာမဟုတ်ပါဘူး။တကယ်ချက်ထွေမှုကတော့တရုတ်ရဲ့နောက်ဆုံးအေဂရစ်အုပ်ချုပ်သူတွေဖြစ်တဲ့ချင်းမင်းဆက်လက်ထက်မှာစတင်ခဲ့ပါတယ်။ဒါပေမဲ့အထူးစနဲ့အချက်ကချင်းမင်းဆက်ကဟန်တရုတ်လူမျိုးတွေမဟုတ်ခဲ့ပါဘူး။သူတို့ဟာမြောက်ပိုင်းကမန်ချူးလူမျိုးတွေဖြစ်ခဲ့ပါတယ်။သူတို့အုပ်စုအုပ်ချုပ်စဉ်အတွင်းမှာကဘာမှာတကားမှမမြင်ဘူးတဲ့တရုတ်နိုင်ငံရဲ့အကြီးဆုံး version ကိုတည်ဆောက်ခဲ့ပါတယ်။18ရာစုမှာမင်းအေဂရစ်တီချင်းအေဂရစ်တီဟာ တီဘက်ရှင်ကျန်းနဲ့အတွင်းမွန်ဂိုလီးယားကိုသိမ်းပိုက်ခဲ့ပါတယ်။သူတို့ဟာအပြင်မွန်ဂိုလီးယားကိုပိုင်ဆိုင်ကြောင်းကြေညာခဲ့ပြီးတော့ဗဟိုအာရှတွေကိုနဲ့ဆိုင်စွာထိုးဖောက်ခဲ့ပါတယ်။အထူးအထိမ်းမှာချင်းအင်ဘာရာကဂျပန်ပင်လယ်ကနေဖာမီယာကျောင်းနဲ့အထိဆိုင်ဘီးရီးယားကနေအပူပိုင်းဒေသတွေအထိခြေပြန့်ခဲ့ပါတယ်။ဒီရှေးဟောင်းရှင်းနေပုံက ခေတ္တတရုတ်နိုင်ငံရဲ့ပုံစံဖြစ်လာခဲ့ပါတယ်။ Community Party ကဒါအောင်လက်ခံယူပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲခဲ့ပါတယ်။အခုရှီချင်းဖင်ကဒါကိုပုံမတူးချင်နေပုံရပါတယ်။သူတို့ဟာမော်စီတုံးနောက်ပိုင်းဘယ်ကောင်းဆောင်မှမလုပ်ခဲ့တဲ့အရာတွေကိုလှုပ်ဆောင်နေပါပြီ။ရှင်ကျန်းတဲ့ဒီဘက်ဟာတင်းကျပ်စွာထိန်းချုပ်ခံထားရပါတယ်။အတွင်းမွန်ဂိုလီးယားကဟန်တရုတ်ယဉ်ကျေးမှုနဲ့ကိုက်ညီအောင်ပြန်လည်ပုံဖော်ခံထားရပါတယ်။ဟောင်ကောင်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုဖျက်သိမ်းခံရပါတယ်။ တောင်တရုတ်ပင်လယ်ကိုတစ်ချိန်ကနိုင်ငံကြီးများစွာကမျက်ဝေခန်းစားခဲ့ပေမဲ့အခုတော့တရုတ်နိုင်ငံပိုင်တယ်လို့သဘောထားပြီးတော့စောင့်ချက်ထားနိုင်ပါတယ်။ ဒါပေမဲ့အတားဟာသူပြီးဆုံးပြီလို့မဆိုလိုပါဘူးတကယ်တော့ရှီချင်းပင်ကသူ့ရဲ့အမွေနဲ့ဟာမေဘုံရဲ့ဒေါန်တိုင်းကိုလုံခြုံအောင်မလုပ်နိုင်မချင်းအတွင်ပိုင်းဒါမှမဟုတ်ပြမခုခံမှုအားလုံးကိုဖယ်ရှားမပေးမချင်းပြည်စုံမှာမဟုတ်ဘူးလို့ယုံကြည်ပုံရပါတယ်ဒါဟုပုံမနာလေဖို့1932ခုနှစ်မှာချင်းမင်းဆက်ပြိုလဲသွားတဲ့အချိန်ကိုပြန်ကြည့်ရပါမယ်သူတို့ထားခဲ့တာကအာကောင်ပြီးစီလုံးတဲ့နိုင်ငံတခုမဟုတ်ခဲ့ပါဘူး ဒါဟာပြိုကွဲပျက်စီးနေတဲ့ Emperor တခုပါတရုတ်သမ္မတနိုင်ငံကိုအစိုးရသည်အဖြစ်ကြေညာခဲ့ပေမဲ့၎င်းကတိတ်ပြီးတော့မထိန်သိမ်းနိုင်ခဲ့ပါဘူးစစ်ဗီယန်တွေကနိုင်ငံရဲ့မတူညီတဲ့နယ်မြေတွေကိုလျင်မြန်စွာသိမ်းပိုက်ခဲ့ပြီးတော့သူတို့ရဲ့နယ်မြေတွေကိုတိသက်နိုင်ငံငယ်တွေလိုအုပ်ချုပ်ခဲ့ကြပါတယ်ဘေကျင်းကဗဟိုအစိုးရဟာအ धिक နယ်မြေအနေငယ်ပြင်ပတကယ်ထိန်းချုပ်မှုမရှိခဲ့ပါဘူးဒီဘက်နဲ့အပြင်မွန်ဂိုလီးယားလိုအပြင်ဘက်နယ်မြေတွေဟာလုံးဝကွဲထွက်သွားခဲ့ပါတယ် တို့ဟာဒီကြားနိုင်ငံတွေလိုလှုပ်ဆောင်ခဲ့ပြီးတော့တို့ရဲ့ကိုပိုင်အစိုးရတွေကိုပိုင်စစ်တပ်တွေနဲ့နိုင်ငံသားဆက်ဆံရေးတွေတောင်းရှိခဲ့ပါတယ်။ဆံရွက်ပေါ်မှာတော့တရုတ်နိုင်ငံဟာချင်းမင်းဆက်ရဲ့နယ်နိမိတ်ဟောင်းတွေကိုဆက်လက်ပိုင်ဆိုင်ကြောင်းကြေညာထားပေမဲ့ တကယ်တမ်းမှာတော့အဲ့ဒီနေပြည်အများစုကိုထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူးဆက်လက်ဖြစ်ပေါ်ခဲ့တာကတော့19ရာစုကနေ1940ခုနှစ်တည်းအထိတရုတ်နိုင်ငံမှာဆက်လက်ရှိနေတဲ့မတည်ငြိမ်မှုရဲ့ကာလရှည်တစ်ခုပါစစ်ဗျင်တွေကတအူးနဲ့တအူးတိုက်ခိုက်ခဲ့ကြပြီးတော့အမျိုးသားရေလှောင်မှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ် ပြီးတော့ဂျပန်အီဂရစ်စနစ်ကကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့တရုတ်နိုင်ငံကပြိုကွဲပြီးတော့ပင်ပန်းနွမ်းနယ်နေခဲ့ပါတယ်။မြောက်ပိုင်းကိုဂျပန်ကသိမ်းပိုက်ထားခဲ့ပြီး community ကခြေလက်ဒေသရဲ့အနေအမြအများစုကိုသိမ်းယူထားခဲ့ပါတယ်။ မျိုးသားရေးဝါဒီတွေကမျိုးစည်းတချို့နဲ့အနောက်တောင်ပိုင်းကိုထိန်းချုပ်ထားခဲ့ပြီးတော့နေဇက်ဒေတာတွေကိုတော့ဘသူကမှတေချာအုပ်ချုပ်မထားခဲ့ပါဘူး။ဒါဟာ1949ခုနှစ်မှာပြောင်းလဲသွားခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီကပြည်ရင်းစစ်မှာအနိုင်ရခဲ့ပြီးတော့မော်စီဒုံကထန်နန်မင်ရင်ပြင်မှာရက်တီကတရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ချောင်းကျင်ညာခဲ့ပါတယ်။ချန်ဂိုင်ရှိတ်ဦးဆောင်တဲ့အမျိုးသားရေးဝါဒီတွေကထိုင်ဝမ်ကိုထွက်ပြေးသွားခဲ့ပါတယ်။ အခုတရုတ်နိုင်ငံမှာအလံတစ်ခုအစိုးရတစ်ခုနဲ့ရှီဟောင်းအင်ပါရိုနမီတစ်ခုလုံးကိုပြန်လည်ရယူဖို့ရည်မှန်းချက်တစ်ခုရှိလာခဲ့ပါတယ်။အဲဒီအချိန်မှာမော်စီတုံနဲ့သူ့ရဲ့အစိုးရသက်ဟာနယ်နိမိတ်တွေမခိုင်မာတဲ့အစိပ်ပိုင်းတချို့ပျောက်ဆုံးနေတဲ့နိုင်ငံတစ်ခုကိုအမွေဆက်ခံခဲ့ရပါတယ်။အပြင်ဘက်နယ်မြေတွေအများစုဟာ community ရဲ့ထိန်းချုပ်မှုအောက်မှာမရှိသေးပါဘူးဥပမာအားဖြင့်ရှင်ကျန်းကဒေသခံစစ်ပရင်တဦးကအုပ်ချုပ်နေပြီးဆိုဗီယက်တီရဲ့ဩစာလွှမ်းမိုးမှုရှိနေခဲ့ပါတယ်ဒီဘက်ကတော့ဒလိုင်းလာမာရဲ့ဦးဆောင်မှုအောက်မှာတီးခြားအုပ်ချုပ်နေခဲ့ပါတယ်အတွင်းမွန်ဂိုလီးယားမှာတရုတ်နဲ့မွန်ဂိုစစ်ပရင်တွေကြားရောထွေးထိန်းချုပ်မှုရှိနေခဲ့ပါတယ် ဟန်ဘဟိုနယ်ရဲ့တစိတပိုင်းဖြစ်တဲ့ဟိုင်နန်ကျွန်းနဲ့ကန်ယူရန်ကျွန်းတချို့တောင်မှာအမျိုးသားရေးဝါဒီတွေရဲ့လက်ထဲမှာရှိနေပါသေးတယ်။မော်စီတုံးနဲ့သူ့ရဲဘော်တွေအတွက်ဒါဟာလက်ခံနိုင်စရာမရှိပါဘူး။သူတို့ရဲ့အမြင်မှာဒီနယ်မြေတွေကိုပြန်လည်စီးလုံးဖို့ဆိုတာအတိတ်ကအရှက်ရမှုတွေကိုဖျောက်ဖျက်ဖို့နဲ့အနာဂတ်မှာနိုင်ငံသားဝင်ရောက်ဆွဖက်မှုတွေကိုကာကွယ်ဖို့မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ပထမဆုံးပြစ်မှတ်ထားခဲ့တဲ့နယ်မြေကရှင်ကျန်းမှာဒီနယ်မြေကတရုတ်နိုင်ငံရဲ့အနောက်တိုင်းရိုင်းစိန်နဲ့တူပါတယ်။ ၎င်းကအနောက်ဘက်ဖြားမှာရှိပြီးတော့ကန္နာရာတွေတောင်တန်းတွေနဲ့ဖွဲ့စည်းထားတဲ့အနောက်မြောက်ဖြားမှာရှိတဲ့ကြီးမားတဲ့နယ်မြေတစ်ခုဖြစ်ပြီးတော့ဗဟိုအာရှနဲ့နယ်နိမိတ်ထိစပ်နေပါတယ်။ 1949ခုနောက်ပိုင်းမှာကွန်မြူနစ်ကိုယ်စားလှယ်တွေကဒေသခံအုပ်ချုပ်သူတွေနဲ့သဘောတူညီမှုတစ်ခုရယူခဲ့ပါတယ်။ဝန်ပွင့်လင်းလင်းစစ်ပွဲဖြစ်မဲ့အစားသူတို့ကလည်းနဲ့ချဖို့ညှိနှိုင်းခဲ့ကြပါတယ်။မော်စီတုံးနဲ့တွေးဆုံဖို့ရည်ရွယ်ထားတဲ့ဝီဂါနဲ့ကာဇစ်ခေါင်းဆောင်တို့ကလေရင်ပြင်ချမှုတစ်ခုမှာထူးဆန်းစွာတည်ဆုံခဲ့ရပါတယ်။အဲ့ဒီဖြစ်ရဟာအခုထိမေကွန်းထုတ်စရာတွေဖြစ်ပေါ်နေပေမဲ့ရေဘူးအားဖြင့်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ဝင်ရောက်မှုကအများအားဖြင့် ငြိမ်းချမ်းစွာဖြစ်ခဲ့ပါတယ်။တည်တာတဲ့ခုခံမှုမရှိခဲ့ပဲ1949ခုနှစ်ဒီဇင်ဘာလမှာရှင်ချမ်းက community ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားခဲ့ပါတယ်။ဒါဟာ area 1.6တန်း student kilometer ရှိတဲ့တယန်စာတာတက်ကျွဲသွားပြီးတော့ဒေယုန်နိုင်ငံရဲ့အနောက်ပိုင်းလုံခြုံရေးအတွက်အဓိကရေးပါတဲ့အနေအထားတစ်ခုကိုရရှိခဲ့ရပါ။နောက်တစ်ခုကတိဘက်ပါ။တိဘက်ဟာအနောက်ဥရောပနဲ့အကြမ်းဖက်အရွယ်စားတူညီပြီး1912ခုနှစ်မှာချင်းမင်းဆက်ပြိုလဲပြီးတဲ့ကသူ့ဘာသာအုပ်ချုပ်နေခဲ့ပါတယ်။ဒါပေမဲ့ဒေယုန် community ကတော့ဒါကိုတခြားပုံစံနဲ့မြင်ခဲ့ကြပါတယ်။ တို့အတွက်ဒီဘက်ဟာချင်းမင်းဆက်ရဲ့မြေပုံဟောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ဒါကြောင့်တရုတ်ရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ရောင်းရှိရမယ်လို့ယူဆခဲ့ပါတယ်။1950ခုနှစ်အောက်တိုဘာလမှာပြည်သူ့လူမျိုးရေးတပ်မတော်ကအရှိတိဘက်ထဲကိုစတင်ပြီးတော့ဝင်ရောက်ခဲ့ပါတယ်။ဒီဘက်စစ်တပ်ဟာသိငယ်ပြီးတော့လည်းတက်စင်မှုညံပြင်းခဲ့တာကြောင့်ခုခံမှုဟာလှည့်မြန်စွာပြိုလဲခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တိဘက်ကောင်ဆောင်တွေဟာ18ချက်ပါသဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့ဖိအားပေးခံခဲ့ရပါတယ်။ ဒီဆရာဆရာကဒီဘက်ကိုတရုတ်နိုင်ငံရဲ့ဒစီတပိုင်းအဖြစ်တရားဝင်ကြေညာခဲ့ပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဘာသာရေးလွတ်လပ်ခွင့်တွေကိုကတိပေးထားပါတယ်။တရုတ်ဘက်ကဒီသိမ်းပိုင်မှုကိုငြိမ်းချမ်းစွာလွတ်မြောက်ရေးလို့ခေါ်ဆိုခဲ့ပါတယ်။သူတို့ကဒီဘက်ဟာအင်အားကြီးတဲ့လာမားတွေအုပ်ချုပ်တဲ့လူတွေကိုစင်းရဲမွေးတည်မှုတွေမှာထားခဲ့တဲ့နောက်ကျပြီးတော့ခင်မမီတဲ့မြေရှင်စနစ်နဲ့နေရာတစ်ခုလို့ဆိုခဲ့ပါတယ်။တရုတ်နိုင်ငံကဒီစနစ်ကနေဒီဘက်ပြည်သူတွေကိုလွတ်မြောက်စေဖို့ဝင်ရောက်လာခဲ့ရလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီဘက်လူ မျိုးအများစုကဒါကိုဒီလိုမမြင်ခဲ့ကြပါဘူးသူတို့အတွက်တော့ဒါဟာကျူးကျော်မှုတစ်ခုလိုပဲခံစားရပါတယ်သူတို့ရဲ့နိုင်ငံကိုဒိမ့်ပိုက်ခံခဲ့ရပြီးတော့အရင်ကရှိခဲ့တဲ့လွတ်လပ်မှုကိုဆုံးရှုံးခဲ့ရပါတယ်နောက်ပိုင်းနှစ်အနည်းငယ်အတွင်းဘေကျင်းကတော်တော်လေးဝင်ရောက်မဆွဲဖက်တဲ့ချင်းကမှုကိုကျင့်သုံးခဲ့ပါတယ် တလိုင်းလာမှာသူနေရာမှာဆက်ရှိနေခဲ့ပြီးတော့ဒေသခံအုပ်ချုပ်ရေးကိုလည်းအများစုမထိခိုက်စေပဲထားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသိပြီးတော့မကြာရှည်ခဲ့ပါဘူး။အတွင်းမွန်ဂိုလီးယားကိုသိမ်းပိုက်မှုကတော့အနှိမ့်ငယ်ကွဲပြားခဲ့ပါတယ်။ဒီဘက်နဲ့ရှင်ဂျန်းလိုမဟုတ်ပဲဒီနယ်မြေမှာစီးရင်သိမ်းပိုက်မှုမလိုအပ်ခဲ့ပါဘူး။ဒါဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံ PRC မတီထောင်ခင်ကလေးက ကွန်မြူနတီပါတီဘက်ကိုရိမ်းမြှုပ်နေခဲ့ပါတယ်။မဟာတိုင်းမြောက်ဘက်မှာတည်ရှိတဲ့အတွင်းမွန်ဂိုလီးယားဟာနယ်စပ်ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။တခါတရံတရုတ်အုပ်ချုပ်မှုအောက်မှာရှိခဲ့ပြီးတော့တခါတရံမရှိခဲ့ပါဘူး။ချင်းမင်းဇက်လက်ထက်မှာအတွင်းနဲ့အပြင်မွန်ဂိုလီးယားနှစ်ခုစလုံးရဲ့အင်ပါယာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ချင်းမင်းဇက်ပြိုလဲပြီးတဲ့နောက်အပြင်မွန်ဂိုလီးယားဟာခွဲထွက်သွားပြီးတော့ဆိုဗီယက်နဲ့မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အတွင်းမွန်ဂိုလီးယားကတော့တရုတ်နိုင်ငံနဲ့ဆက်လက်လက်တွဲခဲ့ပါတယ်။ ဒီနယ်မြေကဒေသခံမွန်ဂိုခေါင်းဆောင်တချို့ဟာတရုတ်ကွန်မြူနစ်ပါတီနဲ့အလုံးလုံးနေခဲ့ကြပါတယ်ဒီခေါင်းဆောင်တွေကလက်ဝဲရှိနေအထွေးခေါ်ရှိပြီးတော့အထူးသဖြင့်1940ခုနှစ်တည်းရဲ့စစ်ပွဲနဲ့တော်လှန်ရေးရှုပ်ထွေးတဲ့နှစ်တည်းအတွင်းကွန်မြူနစ်အယူဆတွေကိုထောက်ခံခဲ့ကြပါတယ်ဒီပူးပေါင်းဆောင်ရွက်မှုကြောင့်တရုတ်ကွန်မြူနစ်ပါတီက1948ခုနှစ်မှာတရုတ်နိုင်ငံတစ်ခုလုံးကိုသိမ်းပိုက်ခဲ့နှစ်နှစ်အလိုမှာအထူးနိုင်ငံရေးဖွဲ့စည်းပုံတစ်ခုကိုဖန်တီးခဲ့ပါတယ်၎င်းကိုအတွင်းမွန်ဂိုလီးယားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ခေါ်ခဲ့ပါတယ် ဒါဟာတရုတ်နိုင်ငံအတွင်းကလူနေစုလူမျိုးတစ်ခုကိုကန့်သက်ကိုပိုင်အုပ်ချုပ်ခွင့်ပေးဖို့ community ပထမဆုံးဖန်တီးခဲ့တဲ့ဒေတာတစ်ခုဖြစ်ပါတယ်။ဒီပုံစံအနောက်ပိုင်းမှာတိဘက်ရှင်ကျန်နဲ့တခြားနေရာတွေမှာလည်းပုံတူကူးယူခဲ့ပါတယ်။1949ခုနှစ်မှာတော့အတွင်းမွန်ဂိုလီးယားဟာတရုတ်ပြည်သူသမ္မတနိုင်ငံတည်းကိုအပြေးအဝှထယ်သွင်းခံခဲ့ရပြီးတော့ဒီဒေသရဲ့အနေနမိတ်တွေကိုတရုတ်နိုင်ငံအတွင်းကရိုးရာမွန်ဂိုလူမျိုးရဲ့ငွေရည်အများစုကိုဖုံးအုပ်နိုင်ဖို့ချဲ့ထွင်ခဲ့ပါတယ်။ ဒီအဓိကနယ်မြေတွေလုံခြုံသွားပြီးတဲ့နောက်တရုတ်ကွန်မြူနတီပါတီကအကြံရှိတဲ့နယ်မြေတွေကိုရှင်းလင်းခဲ့ပါတယ်1950ခုနှစ်မှာဟိုင်နန်ဂျွန်းကိုသိမ်းပိုက်ခဲ့ပြီးတော့နောက်ထပ်နှစ်အနည်းငယ်အတွင်းကန်လွန်ဂျွန်းတို့ချို့ကိုလည်းသိမ်းယူခဲ့ပါတယ်ဒါ ው တိဘက်ချင်ဟိုင်နဲ့အတွင်းမွန်ဂိုလီးယားတို့နဲ့ပေါင်းလိုက်တဲ့အခါတရုတ်ပြည်သူ့သမ္မတနိုင်ငံ PRC က၎င်းရဲ့မြေပုံမှာတန်ပေါင်းများစွာစတိုရန်ကီလိုမီတာထပ်တိုးလာခဲ့ပါတယ် တရုတ်နိုင်ငံရဲ့အဓိကအပိုင်းဟန်တရုတ်လူမျိုးအများစုနေထိုင်တဲ့အရှေ့ပိုင်းပြည်နယ်တွေဟာအကြမ်းဖျင်း9သို့မဟုတ်6တန်းစုရိုင်းကီလိုမီတာခန့်ရှိပါတယ်။အခုဒီဘက်ကိုထည့်လိုက်ရင်တော့တတသမ2တန်းခန့်ရှင်ကျန်းကိုထည့်လိုက်ရင်နောက်ထပ်တတသမ6တန်းအတွင်းမွန်ဂိုလီးယားကတတသမ7တန်းခန့်ရှိပါတယ်။ဒါဟာဒီနယ်မြေ3ခုကနေစုစုပေါင်း4တန်းစုရိုင်းကီလိုမီတာခန့်ထပ်တိုးလာတာပါ။အနည်းဆုံးရရင်ဒီကနေ့ခေတ်တရုတ်နိုင်ငံရဲ့နယ်မြေရဲ့ နီးပါးတဝက်ဟာဆိုရင်တော့တမိုင်းတလျှောက်ဟန်မဟုတ်တဲ့နေမီရီကနေလာတာဖြစ်ပြီးတော့ဒါရီကကွန်မြူနီခေတ်အစောပိုင်းမှာဒါတရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့တစည်းတစ်ပိုင်းဖြစ်လာခဲ့တာပါ ်တရုတ်ကဒီနယ်မြေတွေကိုတရားဝင်နေတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလို့ခေါ်ဆိုပါရယ်ဒီဒေသတွေကအငါကုသာရှိပါတယ်တိဘက်ရှင်ဂျန်အထွေမွန်ဂိုလီယာဖူအိုက်မွတ်စလင်တွေအတွက်နင်းချီယာနဲ့ချင်လူမျိုးတွေအတွက်ခွန်ရှီတို့ပဲဖြစ်ပါတယ်ဒါရီအားလုံးကိုပေါင်းလိုက်ရင်တရုတ်နိုင်ငံရဲ့နယ်မြေရဲ့55ရာခိုင်နှုန်းခန့်ကိုဖုံးအုပ်ထားတာပါပဲ။ဒါကြောင့်တရုတ်နိုင်ငံဘာကြောင့်တလောက်ကြီးမလဲလို့ပြည်သက်ကြီးတွေးမှုခဲ့ရင်တာဟာအကြောင်းများစုရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေကဒီခြေပြင်းတဲ့နယ်မြေတွေကိုဒိမ့်ပိုက်ပြီးတဲ့နောက်နောက်ထပ်စင်ခေါ်မှုကတော့ဒီနယ်မြေတွေကိုရေရှည်မှာတရုတ်နိုင်ငံအတွင်းဆက်လက်ထိန်းသိမ်းထားဖို့ပါဒါဟာလွယ်ကူတဲ့အလုပ်မဟုတ်ခဲ့ပါဘူးဒီနယ်မြေတွေဟာဟန်တရုတ်လူမျိုးတွေရဲ့ဗဟိုနယ်မြေကနေဝေးကွာရုံတမကပဲ ယဉ်ကျေးမှုနဲ့ဘာသာစကားနဲ့တမိုင်းအရကွဲပြားမှုတွေရှိနေခဲ့ပါတယ်။ဒီဘက်လူမျိုးဝီကာမွန်ဂိုလူမျိုးတွေနဲ့တခြားသူတွေမှာသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားဘာသာတရားနဲ့တခြားတရံလူလက်ရေးတမိုင်းတွေရှိခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP အနေနဲ့ဒီလူမျိုးတွေကိုတရုတ်နိုင်ငံရဲ့တစိတ်တပိုင်းလို့ခံစားရအောင်လုပ်ဆောင်ရမယ်။ဒါမှမဟုတ်ရင်တော့သူတို့ခွဲထွက်သွားခြင်းနဲ့ဆန္ဒကိုအနည်းဆုံးတားဆီးရမယ်ဆိုတဲ့ရည်မှန်းချက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံကသူ့ကိုယ်သူလူမျိုးစုများစွာပအဝင်တဲ့ခုတဲသောပျော်ရွှင်တဲ့မိသားစုကြီးတစ်ခုလို့ဖော်ပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားကတော့ဒီချက်ပို့ပြီးတော့ပြင်းထန်ပါတယ်။တကယ်ကြီးမှန်ချက်ကတော့တခုတဲသောတရုတ်လူမျိုးဝိသေသတစ်ခုကိုတည်ဆောက်ဖို့ဖြစ်ပြီးတော့ဒါဆိုရင်မကန့်ညီတဲ့အရာအားလုံးကိုဖြည်းဖြည်းချင်းဖောက်ပြဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဒီဇိုင်းထုတ်ထားတဲ့ပေါင်းစည်းမှုဖြူဟာကဝင်ရောက်လာခဲ့ပါတယ်။ဒီကြားရည်တည်နေတဲ့ယဉ်ကျေးမှုတွေဘာသာစကားတွေနဲ့အရှင်ကြည်ချက်တွေအထူးသဖြင့်တိဘက်လူမျိုးဝီဂါနဲ့မွန်ဂိုလူမျိုးတွေရဲ့အရာတွေဟာတိတ်တဆိတ်ဖိနှိပ်ခံရတာဒါမှမဟုတ်ဖယ်ရှားခံရပါတယ်။ဒီနယ်မြေတွေကိုနိုင်ငံတိုင်းမှာတောခတ်ထားဖို့ဒီနိုင်ငံကအသုံးပြုခဲ့တဲ့အကြီးအမားဆုံးကိရိယာတွေတရတစ်ခုကတော့လူရည်ရွှေပြောင်းရေးပါဥပမာအနေနဲ့ရှင်ချန်းကိုကြည့်ပါ1949ခုနှစ်မှာဟန်တရုတ်လူမျိုးတွေက ဒေသလူဦးရေရဲ့600ရာခိုင်နှုန်းခန့်သာရှိခဲ့ပါတယ်။ဒီနယ်မြေဟာအများစုကဝီဂါလူမျိုးတွေဖြစ်ခဲ့ပါတယ်။နေတီကြာလာတဲ့အခါအစိုးရဟာဟန်တယုတ်လူမျိုးတွေကိုတလိုင်းပြီးတလိုင်းခေါ်ယူခဲ့ပါတယ်။စစ်သားတွေအလုသမားတွေအချင်းသားတွေတောင်မှပါဝင်ခဲ့ပါတယ်။ရှင်ကျန်းထုတ်လို့ရင်းနဲ့ဆန်းလို့ရေးတပ်ဖွဲ့လို့ခေါ်တဲ့နိုင်ငံပိုင်အစည်းအဝေးတစ်ခုကိုဒီနယ်မြေကိုအခြေပြုပြီးတော့လုံခြုံအောင် လုပ်ဖို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ရှင်ကျန်း Production and Construction Group လို့ခေါ်တာဖြစ်ပါတယ်။ ရေနံတတုတူဖို့ရင်းနဲ့ဆောင်းလို့ရေလုပ်ငန်းတွေမှာလုံခိုင်ခွင်လန်းတွေကြောင့်လူပိုသည့်များလာခဲ့ပါတယ်1980ခုနှစ်တည်းမှာဟန်တယုတ်လူမျိုးတွေကရှန်ကျန်းလူဦးရေရဲ့40ရာခိုင်နှုန်းခန့်အထိရှိလာခဲ့ပါတယ်အခုဆိုရင်လူဦးရေကနီးပါး90-90ခွဲတဲ့အထိကိုဖြစ်နေလာပြီဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်